အားလုံးပဲမင်္ဂလာပါကျွန်မ16ရက်နေ့အတွက်လာပြီးပြောတာပါเนาะ16ရက်နေ့အတွက်ကမပြောရင်လည်းကျွန်တော်တို့18အ18ရက်နေ့ရတော့ဒီမန်ဘက်မှာဘောเนาะဟိုပတိလေးပဲပြောပေးထားတာပေါ့เนาะအဲ့ဒီပတိကတော့အချင်းကောင်ကတော့လွဲသွားတယ်ဒါနဲ့လို့ဟောပေါ့ Viber Channel နောက်ပြီးတော့ Telegram Channel ကိုလာတဲ့သူတွေကတော့အဆင်ပြေသွားလိမ့်မယ်ညနေမှာအခွေပေါ့เนาะအကက်ခွေက ဟွာဖြစ်သွားတယ်မိသွားတယ်ပေါ့နော်အကက်ခွေးအောင်သွားတယ်ပြီးတော့ YouTube ပဲတော့ကျွန်မမတင်ပြလိုက်ဘူးနော် YouTube ကမတင်ပြတော့ဒီနေ့တော့ YouTube ပဲတင်မယ်နောက်ပြီးဒီတီတီမှာလည်းကျွန်မနံပါတ်မှာပတ်တိနှလုံးရောပြီးတော့အကက်ကောတခါတည်းအောက်မှာရေးပေးထားမယ်နော်အဲ့မှာတစ်ချက်သွားကြည့်ပေးဒီနောက်တစ်ခုကဒီနေ့ဒီ16ရက်နေ့ကဘာလဲဆိုရင်လေနည်းနည်း ကျမအတွက်ပေါ့နော်ကျမအတွက်ကတော့ပြောစရာလေးပါညနေမှာပါပေးသမားလေးတွေအဆင်ပြေသွားတယ်အဲပါပေး6ခွက်ပေါ့နော်ယူရသူလေးတွေအဆင်ပြေသွားတယ် main နဲ့ရတော့မဟုတ်ဘူးဗျာအရန်ခွက်ထဲရတော့ပါသွားတာပေါ့နော်6 6ဆိုပြီးတော့အဲ့ဒီမှာနော်အဲ့လိုလေးပါသွားတယ်အဲ့တော့သူက16ရက်နေ့အတွက်မှာလဲအဲ့လိုပဲပါပေးလိုချင်နေဆိုရင်ကျမရတယ်နော်6ခွက်ပဲသူကကြတော့ဘယ်လိုလဲဆိုရင်အဲ င်ဒီ6ခွက်တည်းကထွက်တဲ့ကိန်းဆိုင်ကဒီ6ခွက်တည်းကပါရင်ကျမကို2000ပေးရမယ်။ဒါဂတိတည်ရဲ့သူဆိုရင်လာခဲ့ရှေးအပတ်မှာရုံးอ่ะဆိုရင်ကျမကျမနဲ့လက်တွဲပြီးတော့အလုံးလုံးတဲ့သူတွေထဲမှာ3-4ယောက်ရှိတယ်။အဒီတီတီဘက်မှာတွေမှာလည်းရှိတယ်ပေါ့နော်။အကုန်လုံးပေါင်းလိုက်ရင်3-4ယောက်ဖြစ်မယ်။အဲ့ဒါတွေအကုန်လုံးကိုကျမ blacklist ထဲထည့်ထားတယ်။ အဲဒီမရဲ့ YouTube channel sorry what ဘောနော် Viber channel နဲ့ Telegram channel မှာတော့ကျမဒီလူဒီလူရဲ့နာမည်လေးရေးနေ playlist လေးဆိုပြီးပြထားတယ်။ဒါဟာကျမနဲ့လက်တွဲပြီးဆက်လုပ်လို့တော့မရဘူးဘောနော်။ဟောတခြားထားရောမတည်ဘူးဗျာ။အဲကျမကတော့အဲ့လိုဂတိမတည်ရင်တော့ကျမကလက်မတွဲဘူးဗျ။အဲ့ဒါကြောင့်နော်။အဲကြီးကျက်လိုက်တာလို့ပဲပြောပြောဘယ်လိုပဲပြောပြောနော်။ကျမကတော့ဒါကျမရဲ့ပုံစံနော်ကျမပုံစံကျမကဂတိတီမှအဆင်ပြေတယ်။ ကျမကိုယ်တိုင်လည်းဂရီတီတာကိုကြိုက်တယ်နော်အဲ့ဒါဆိုတော့ကျမနဲ့အတူလက်တွဲကျင်တဲ့သူတွေကလည်းဂရီတီမှာဖြစ်ပါလိမ့်မယ်နောက်ပြီးတော့အကက်ခွေဆိုတဲ့ဟာကကျမ channel တွေမှာတင်ပြတာနော်နည်းနည်းလွဲမယ်အဲ့တော့လာတဲ့သူတွေမှာ channel ဝင်ကျင်နေဆို channel ဝင်ကျင်နေလာခဲ့ဒါမှမဟုတ်ရောင်းနေဆိုတဲ့ဟာကကျမလေးလုံးအခွေကိုရောင်းတာအခုအခုအပတ်ကနော်လေးလုံးအခွေကိုရောင်းနေအဲ့ဒီလေးလုံးခွေကြံသေးတယ်မထွက်သေးသေးဘူးဒီတစ်ချိန်မဲကြံတော့မယ် နော်အဲ့လေလာပြောတာကျေးဇူးတင်ပါတယ်